ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေဒီလိုမျိုးမှာပညာရေးသင်ကြားမှာအခက်အခဲအနောက်ချက်ရန်တိုက်ခိုက်မှုရှိပဲအေးချမ်းတရားတက်မြောက်သင်ကြားနိုင်ဖို့လို့တွက်ကြတော့မနေ့စောစောမှာအစိမ့်အောင်ဖျောင်းနိုင်မြတ်စွာဘုရားရှင်ကိုမိထုံးပူဇော်ပါခင်ဗျာ thank you ားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီအစီအစဉ်ကိုဘေးနင်းရတရားမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန့်ဘေးနင်းရတရားကမှအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာစဉ်းစားတိုက်စောင့်မျှော်ကြည့်ရှုအားပေးသူအပေါင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာပါစေခင်ဗျာ2025ခုနှစ်အောက်နိုဝင်ဘာလ16ရက်ဒီနေ့ဗုဒ္ဓနေ့ဟာခொနည်းသားမီးအားလုံးတို့အတွက်ကန်တမန်နူမရိုလော်ဂျီကဏ္ဍပင်ဟာကံခွေးကောင်းတွေရမယ်နေဖြစ်ပါတယ် စတုကိစ္စမျိုးတွေစိုင်းကိစ္စမျိုးတွေစီးပွားရေးလုပ်ငန်းသစ်စတင်မှုမျိုးတွေရွေကြအသစ်တွေတော့အောင်မြင်မှုခွင့်ရှိပါတယ်အရင်တုန်းကအဆင်မပြေဖြစ်နေတဲ့သူတွေနဲ့ပြန်ပြီးသိမြတ်သွားတတ်တယ်အရင်တုန်းကငွေကြေးခက်ခဲတာတဲ့ကိစ္စတွေကပြန်ပြီးပြင်လည်သွားလိမ့်မယ်ကိုယ်မှရှိတဲ့ဖိုးတန်ပစ္စည်းတွေရောင်းလိုက်တာအသစ်ဝယ်တာလဲတာဖလှယ်တာအစားအုပ်နေရာထိုင်ခင်းအိမ်နေရာအလုပ်နေရာတွေပြင်ဆင်တာမျိုးတွေဟာဒီလိုကိန်းဂဏန်းမျိုးတွေနဲ့သက်ဆိုင်ပါတယ်ခင်ဗျာဒီနေ့မှာခုနှစ်သားမိတွေအားလုံးကံထူးကောင်းမှုလို့တွန်းဆိုရင်တော့ မနေ့စောစောမျက်နှာသိတဲ့ခါမှာဘုဒ္ဓဘုဒ္ဓလို့ဂုံတော်ကိုပွားထုံပြီးတော့မျက်နှာသိခြင်းအပြင်တဏှိတာလို့မျက်နှာပွဲစမ်းပွဲလက်ပွဲကမ်းပွဲမှလိမ့်မယ်ပညာသင်ကြားနေတဲ့ចောင်းသားចောင်းသူတွေဒီလိုနည်းမျိုးမှာပညာရေးသင်ကြားမှာအခက်အခဲအနောက်ချက်ရန်တိုက်ခိုက်မှရှိပဲအေးချမ်းတရားတက်မြောက်သင်ကြားနိုင်ဖို့လို့တွက်ကတော့မနေ့စောစောမှာအစိမ့်အောင်ဖျောင်းနိုင်မြတ်စွာဘုရားရှင်ကိုမိထုံးပူဇော်ပါခင်ဗျာဒီနေ့ မိရှုတန်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မဟာဘုဗေဒနိယဗုဒ္ဓနေဘွားမရဏဘွားသာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားအရငယ်စဉ်မှာခြူကြပြီးတော့အသက်ကြီးတဲ့ချိန်မှာအောင်မြင်မှုအထူးရကြမဲ့သူတွေဖြစ်ကြပါတယ်ထို့သူဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရလမ်းညွှန်မယ်ဆိုရင်တော့ဒီနေ့မွေးနေ့ရှင်တွေတနေ့တားလုံးကံအထူးစွမ်းမှုကောင်းမှုလို့အတွက်ကံတရားကိုမျက်နှာပေးဖို့လို့အတွက်ကြာစံဟင်းငါချက်ပြီး ရသော်ပြရှင်ကတ်လူချင်းရန်တန်ကလောင်းလူချင်းဧည့်သည်ဆွေမျိုးပရိသတ်တို့ကိုကြံကြာဟင်းကားဒါနလှူခြင်းအပြင်ထူးခြားသောကုသိုလ်ခွင့်လမ်းဖြစ်ပါမှာခင်ဗျာဒီနေ့မှာအကျိုးပေးတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍ၄ကဏ္ဍဖြစ်ပြီးတော့ငွေကန်ကောင်းဖို့လို့တွတ်ဆိုရင်တော့ပတ်စံရည်တဲ့ကိုကိုွံ့ရွက်နှစ်ရွက်စောင်းထားလိုက်ရမှာဖြစ်ပါတယ်ဈေးအောင်ကောင်းဖို့လို့တွတ်ဈေးကောလက်ခေါ်ဖြစ်နေရတော့ဆိုင်ရှိကိုမျက်နှာတက်တဲ့မူပြီးတော့ အသီးနှံတစ်မျိုးငပြောသည်သို့မဟုတ်ပန်းသည်စပြီးတော့ဇင်းအောင်ကောင်မသည်ဆူတောင်းလိုက်ကြပါခင်ဗျာအယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တော့ဖို့အတွက်ကတော့ခရမ်းသည်တစ်လုံးနဲ့ရောင်းကုန်တွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိရသာသာအယောင်တော့အယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုပြဿနာတွေကလွန်မြောက်ဖို့လို့အတွက်ထိုသူရဲ့နာမည်ကိုကြောက်ပြုံသီးမှရေးပြီးတော့ဆွမ်းကံဖုံးကြီးလှူလိုက်ပါခင်ဗျာကျမ်းမာရေး ကံကောင်းမှုလို့အတွက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အနာရောဂါတွေကင်းဖို့လို့အတွက်ဓာတ်စာဖြစ်နေရတော့ဒီလိုနည်းမျိုးမှာငါးကြော်လေးအနေငယ်စပြီးကျမ်းမာဖို့အတွက်အထူးဆုတောင်းလိုက်ပါခင်ဗျာအိမ်တော်ရေးမိသားစုရေးမေတ္တာရေးအခြေအေကိစ္စအေးချမ်းပါနေမယ်စိတ်ချမ်းသာဖို့လို့အတွက်ကတော့အချို့ရေတမျိုးမနဲ့စသောမှာမြတ်စွာဘုရားရှင်ကိုထူထမ်းလိုက်ပါခင်ဗျာ